မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါဒေါ်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုမှ နိုင်ငံရေးအကျဉ်းသားမတက်မတ်ရင်မြန်မာပြည်မှာနိုင်ငံရေးအကျဉ်းသားတတ်မှတ်ရမယ့်သူမရှိတော့ဘူးလို့ AAPP နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်းတာဝန်ရှိသူကပြောဆိုလိုက်ပါတယ်မောင်တူးသတင်းပေးပို့ထားတာပါရှင်ဟုတ်ကဲ့ပါ PPP ပါတီခေါင်းဆောင်ဒေါက်တာတက်တက်ခိုင်ကဒေါ်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ကိုသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ိုင်ငံရေးကျင်းသားတွေမဟုတ်ဘူးလို့ပြောလိုက်ပေမဲ့ APP ကတော့အခုလိုပြန်လဲပြောဆိုလိုက်တာပါ The way that the နိုင်ငံရေးကျင်းသားတို့တောင်းဆန်းစုကြည်တို့ဦးဝင်းမြင့်တို့ဦးဝင်းထိန်တို့အကြောင်းလေးလည်းပါပါတယ်သူတို့လူမြောက်ဖို့အတွက်တောင်းဆိုသွားမှာလားဒါလေးသိချင်ပါတယ်အဲကျွန်မသိရသလောက်ပေါ့နော်ဒါဒါဒါ public information လည်းဖြစ်ပါတယ်ရှင့်အဲဆိုလို့ရှိရင်နိုင်ငံရေးကျင်းသားလို့နိုင်ငံတကာကအဲတတ်မှတ်တာရှိပါတယ်သို့တော်လည်း တကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင်။တက်တက်ခိုင်ပေါ့။တက်တက်ခိုင်ဆိုတာကျွန်တော်တို့ရှင်းရှင်းပြောရလို့ရှင်နိုင်ငံရေးကိုခွေးတုပ်ပေါက်ကနေပြီးတော့ဝင်လာတယ်။ပြီးရကြတော့ NLD မှာလာပြီးတော့ကတ်တယ်။အဲ့ဒီကနေပြီးတော့နောက်ပိုင်း NLD ကနေမောင်းထုတ်လိုက်တဲ့အခါမှာသူ့အတူပါတီထောင်တယ်။ပါတီထောင်တဲ့အချိန်တွေကနေပြီးတော့တခြားသူကိုတိုက်ခိုက်ဖို့အပုတ်ချဖို့ပဲသူကပြောနေတာ။မင်းအွန်လိုင်းရဲ့နောက်မီးဆွဲအချမ်းဖက်စစ်အုပ်စုရဲ့နောက်မီးဆွဲလုပ်နေတဲ့သူတယောက်ရဲ့ပြောလာတဲ့မှတ်ချက်ကိုကျွန်တော်တို့ကဘာမှမှတ်ချက်ပေးစရာမလိုဘူး။ ဘသူကနိုင်ငံရေးကျင်းသားဖြစ်တယ်ဘသူကနိုင်ငံရေးကျင်းသားမဖြစ်ဘူးဆိုတာကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တယ်ဒေါ်ဆန်းစုကြည်တို့တပ္ပရာကြီးဦးဝင်းမြင့်တို့ကိုမှနိုင်ငံရေးကျင်းသားအဖြစ်မတတ်မှတ်ဘူးဆိုရင်ကျွန်တော်တို့နိုင်ငံမှာနိုင်ငံရေးကျင်းသားတတ်မှတ်စရာမရှိတော့ဘူးဒါကြောင့်မို့ဒီလိုဆေးအုပ်စုရဲ့နောက်ပြီးဆွဲတယောက်ပြောတဲ့စကားကိုအသေးစိတ်မှတ်ချက်ပေးစရာတော့ဘာမှမရှိပါဘူးအလားတူပဲစီရီယံဝန်ထမ်းတွေຫນွေဦးဒေါ်လန်ရေးလှုပ်ရှားသူတွေကလည်းအခုလို ပြောဆိုနေကြပါတယ်အဲဒေါ်ဆန်းစုကြည်ကို နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးလို့ပြောရင်တော့ကျွန်တော်တို့အခုမြန်မာနိုင်ငံမှာပေါ့နော်အမှန်တရားအတွက်တိုက်ပွဲဝင်ရင်နဲ့နော်နိုင်ငံအရေးအတွက်တိုက်ပွဲဝင်ရင်နဲ့နိုင်ငံရေးအတွက်တိုက်ပွဲဝင်ရင်နဲ့ထောင်ထဲမှာရောက်ရှိနေတဲ့အကျဉ်းသားတွေရှေ့ကအစ်ခက်ဆက်ဆက်မှာနိုင်ငံအရေးကြောင့်ထောင်ချခဲ့တဲ့အကျဉ်းသားတွေနိုင်ငံရေးအကျဉ်းသားဆိုတာဘယ်သူမှတက်လို့ရတော့မထင်ဘူးဗျဒေါ်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးဆိုတော့ မမပြည်မှာဘဒုကိုနိုင်ငံရေးအကျဉ်းသားလို့ပြောစီချင်တာလဲပေါ့နော်ရဲဘော်ရဲဘက်ကောင်းနေဆိုတာဟာအခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့အခါဒုက္ခတွေနဲ့ကြုံတွေ့နေရတဲ့အခါမှာဘေးကနေပြီးတော့မမမမရပ်ပေးသလိုပျော်ရှင်စရာတွေနဲ့တွေ့ရတဲ့အခါကျရင် ကိုယ့်အတွက်မုဒိတာပွားပေးကြပါတယ်။ကျမကြေကျုပ်ခံနေရတဲ့အချိန်မှာကျမဘေးကနေပြီးတော့မရှိပေမဲ့လည်းဘေးကနေရှိနေတဲ့ကဲသို့မမမမရပ်တည်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ ဒီနှစ်တွေအတွင်းမှာကျွန်မမွေးနေ့မှာဆိုလို့ရှိရင်ကမ္ဘာတလွှာမြန်မာဒီမိုကရေစီအင်အားစုတွေကကျွန်မကိုတတိယသောအဖြစ်မွေးနေ့ပွဲတွေကျင်းပပေးတာဟာကျွန်မကိုအများကြီးပဲအင်အားဖြစ်စေပါတယ်အခုလွတ်လာတဲ့သူစုကနိုင်ငံရေးအကျဉ်းသားမဟုတ်လို့ပြောတဲ့ပုံမှာကျွန်မတို့လည်းဟိုကျင်납ပါဘူးဒေါက်တာသက်ခိုင်ပြောတာကိုကျွန်မတို့ကန့်ကွက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုသူ့ရဲ့နိုဘယ်ဆုတေကိုတောင်မိသားစုတွေအားလုံးကိုစွန့်လွတ်ပြီးတော့မှ ဒီနိုင်ငံရေးကိုသူလောက်ခဲ့တဲ့အတွက်သူဒေါန်ဆန်းစုကြည်ကနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးဆိုတာကိုလုံးဝကန့်ကွက်ပါတယ်လို့ကျမတို့ရဲ့ဟိုနိုင်ငံကဆောင်ဒေါန်ဆန်းစုကြည်ကနိုင်ငံရေးအကျဉ်းသားဆစ်ဆစ်ဖြစ်တယ်လို့ပြောဖြစ်မှာဟုတ် AABP နိုင်ငံရေးကျင်းသားများကုညီဆောက်ရှောက်ရေးအသင်းရဲ့စည်ရင်ရစစ်တပ်ရဲ့မတရားအာဏာလုမှုဖြစ်စဉ်နဲ့ဆက်ဆက်ဖန်ဆီးခံရသူ ဒေါအောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ပါဝင် နိုင်ငံရေးကျင်းသားပေါင်း3000နီးပါးရှိပြီးဒီထဲက12500ကျော်ဟာ အခုအထိချုပ်နှောင်ခံရစေဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါမန္တလေးမှာစစ်တပ်ဩဇာကံရွေးကောက်ပွဲကော်မရှင်ကကြေညာထားတဲ့မဲဆန္ဒရှင်စီးရင်တွေကိုလာစစ်ကြဖို့စစ်ကောင်စီခန့်တိုင်းဝင်ကြီးချုပ်ဦးမျိုးအောင်ကပြောဆိုလိုက်ပါတယ် မဲစင်းအများပြားလွဲမနေတာတွေကြောင့်ပြန်လည်ပြင်ဆင်နိုင်ဖို့ဒေသခံတွေအနေနဲ့မဲစင်းလာကြည့်ပြီးတော့ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ဖို့အော်တိုဘာလ17ရက်နေ့ကအကူအညီတောင်းတယ်လို့မြို့ခံတွေကိုပြောသွားတာပါချမ်းမြေတာစီမြို့နယ်မှာလည်းမဲစင်းမပါသူတွေယာနဲ့ချီပြီးရှိနေတာကြောင့်ပုံစံလေးကားငယ်အရာပြန်လဲရှောက်ထားဖို့အတွက်ဝင်ကြီးချုပ်ဦးမျိုးအောင်ကိုယ်တိုင်လာရောက်ပြီးဒေသခံတွေကိုအကူအညီတောင်းခဲ့တယ်လို့မြို့ခံတယောက်ကပြောပါတယ်။ မဟာအောင်မြေမြို့နယ်ကရက်ွက်အများစုမှာကတ်ထားတဲ့မဲဆင်းတွေမှာလည်းအမှန်တကယ်နေထိုင်သူတွေမပါပဲရွှေပြောင်းသူတွေပါနေပြီးမဲဆင်းတွေထက်နေတာကြောင့်မင်းရလာဝကနဲ့ထွေအုပ်ကလာပြင်ပေးတယ်လို့ရရနာဘူမိအရှိရက်ွက်နေသူတယောက်ကပြောပါရရှင်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်မြောက်စလုံးရွာတိုက်ပွဲအတွင်းမှာ PNO ပြည်သူစစ်ကနေစစ်သားစုဆောင်တာခင်ရတဲ့အသက်20ကျော်အရွယ်အမျိုးသားတေဆုံးခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗျာ။ ပင်လောင်းမြို့နယ်လဲလောင်းရွာကခွန်ဆန်းဦးဟာအော်တိုဘာလ9ရက်နေ့မှာကြဆုံးခဲ့တာဖြစ်ပြီးတော့အော်တိုဘာလ17ရက်နေ့မှာပိုးရိုးရာယဉ်ကျေးမှုအတိုင်းကိုဇာပနာ ပြုလုပ်ပြီးတကြိုခဲ့ကကုန်ကြစရိတ်ကိုလည်းမိသားစုကသာထုတ်ပေးခဲ့ရတယ်လို့သိရပါတယ်ခွန်ဆန်းဦးဟာလဲလောင်းရွာတရွာလုံးကိုစားရှေ့တန်းကိုမကြခဏသွားနေရတဲ့သူဖြစ်ပြီးစစ်ကောင်စီနဲ့ PNO လူကြီးပိုင်းတွေရဲ့အကျိုးစီးပွားအတွက်ပိုးလူငယ်တွေပေးဆက်နေရတယ်လို့ခွန်ဆန်းဦးနဲ့ယင်းနေသူကပြောပါရယ် ပီအန်နိုပြည်သူဆရာပိုးဒေတာကအသက်16နှစ်ကနေ35နှစ်အတွင်းမှာရှိတဲ့လူငယ်တွေကိုစစ်သားအဖြစ်နဲ့စုဆောင်ပြီးတိုက်ပွဲဖြစ်ပွားနေတဲ့ကယားပြည်နယ်နဲ့ရှမ်းမြောက်ဒေတာတွေမှာစစ်ကောင်စီတပ်နဲ့အတူသွားခိုင်းပြီးကြာဆုံးသူများစွာရှိတယ်လို့ဒေတာခန့်နေစီကနေသိရပါဗျ။မြောက်စလုံးကျေးရွာတွေကို၄နှစ်ကျော်ကြာတက်ဆွဲခဲ့တဲ့ PDF တပ်ဖွဲ့တွေကိုအော်တိုဘာလ9ရက်နဲ့10ရက်နှစ်ရက်တာအတွင်းမှာစစ်ကြောင်းထိုးတိုက်ခိုက်ပြီးရွာကိုထိန်းချုပ်နိုင်ခဲ့တယ်လို့ PNO ပြည်သူ့စစ်ဘက်ကထုတ်ပြန်ထားပါတယ်ရှင်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ဝေးလံခေါင်တီရဲ့နယ်စပ်တွေအနီးမှာပါကစ္စတန်ကလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်နေတာကိုရှုံးချတယ်လို့အာဖဂန်တာလီဘန်နိုင်ငံသား၏ဝန်ကြီးအာမီရာခန်မိုတာဂီကပြောပါရယ်။ဒါကပါကစ္စတန်အစိုးရရဲ့ကြီးမားတဲ့အမှားတစ်ခုလို့ယူဆကြောင်းကိုတာလီဘန်ဝန်ကြီးကအောက်တိုဘာလ17ရက်နေ့နယူးဒေလီသတင်းစာရှင်းလင်းပွဲမှာဆွဆွဲပြောကြားလိုက်ပြီးအစ္စလာမဘက်ကတော့သူတို့ဟာစစ်သွေးကြတွေကိုတိုက်ခိုက်တာလို့တုံ့ပြန်ခဲ့ပါရယ်။ တောက်ကြနေရအာဖဂန်နယ်စပ်အနီးတီရဒေသမှာအစ္စလာမစ်စစ်သွေးကြတွေနဲ့ထိတ်တိုက်တွေ့ရမှာပါကစ္စတန်စစ်သား၁၁ဦးသေဆုံးခဲ့ကြောင်းပါကစ္စတန်လုံခြုံရေးအရာရှိတွေကပြောဆိုပါရယ်အစ္စလာမဘက်အစိုးရကတော့အဲ့ဒီသူတွေဟာအာဖဂန်နစ္စတန်ကစီမံလုံဆောင်နေတဲ့တယ်ရီအီတာလီဘန်ပါကစ္စတန်အုပ်စုကစစ်သွေးကြတွေလို့ပြောထားပြီးအဲ့ဒီပြောဆိုချက်ကိုကပ်ဘူးကတော့ညှင်းဆို့ထားပါရှင် ဒီ VV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။